ဒီလိုဆောင်သုံးလိုက်တဲ့ဥပုပ်ရဲ့အချိုးကျေးဇူးဟာဘလောက်များသလဲလို့ဆိုလို့ရှိရင်အမေတ္တမအချိုးကျေးဇူးများတယ်တဲ့ဘုရားကနားလည်အောင်ဘယ်လိုဟောတော့ဆိုကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ယရနာတွေနော်အဖိုးတန်ယရနာတွေကိုစုလိုက်အဲ့ဒီအဖိုးတန်ယရနာတွေရဲ့တံပိုးနဲ့ တချိန်တစ်ခါစောင့်နေရတဲ့အခုလိုမွန်မြတ်တဲ့စီးစနစ်ကြတဲ့ဥပုပ်အတိတ်ပဲရှိရှိစောင့်လိုက်တဲ့ဥပုပ်ရဲ့တန်ဖိုးနဲ့နှိုင်းချင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ယရနာရီရဲ့တန်ဖိုးဟာဥပုပ်တစ်ခါစောင့်ရတဲ့ကုသိုလ်တန်ဖိုးရဲ့16ပုံပုံတစ်ပုံတော့မရှိဘူးလို့ပြောတယ်နော်။ဘာဖြစ်လို့ဒီလိုပြောရတော့လို့ဆိုလို့ရှိရင်ဥပုပ်တစ်ချိန်တစ်ခါစောင့်လိုက်လို့ရှိရင် လူစည်းစိမ်မပြောနဲ့နတ်စည်းစိမ်နတ်ချမ်းသာတွေကိုပေးနိုင်။ဟောနတ်ချမ်းသာတွေဆိုတာအဲ့ဒီယရဏာတွေရဲ့တန်ဖိုးတွေကြီးတယ်။ဟုတ်ကဲ့။ဥပုပ်ကလေးတစ်ခါစောင့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာလူချမ်းသာတဲ့တာလွန်နဲ့နတ်ချမ်းသာလူချမ်းသာဆိုတာနတ်ချမ်းသာနဲ့နှိုင်းရှင်လိုက်လို့ရှိရင်ဘာမှမပြောပါတော့ချမ်းသာဒုက္ခလို့တော့မဆိုနိုင်တော့ဘာဖြစ်လို့တော့ဆိုစဉ်းစားကြည့်လေ။ လူပြေမှာအနှစ်90မှစတုမာရဲ့နတ်ပြေမှာတရက်ပဲရှိသေးတာတတန်းချင်းအပြင်လဲကွာတယ်စီးစိမ်ချမ်းသာခြင်းအပြင်လဲကွာတယ်လူပြေမှာအနှစ်တရာဆိုရင်တာဝရင်သာနတ်ပြေမှာတရက်ပဲရှိသေးတယ်နော်အဲ့ဒီရက်တွေနဲ့တွက်လိုက်တဲ့အနှစ်900ဟာစတုမာရဲ့နတ်ပြေရဲ့တတန်းတစ်ခုပဲ